အဲ့တော့ဟိုသမီးလေးအတွက်လည်းစဉ်းစားတယ်မျိုးသမီးအတွက်လည်းစဉ်းစားတယ်နောက်ဆုံးတော့ကိုယ့်အတွက်စဉ်းစားတော့ကိုယ့်အတွက်ဒီကိုယ့်ရဲ့ဒီဟိုကိုဒီ character ပေါ်မှာဘယ်လောက်ဒီလုံနိုင်မလဲပေါ့နော်ဘယ်လောက် creation လုံနိုင်မလဲဒီပေါ်မှာလည်းကျွန်တော်အများကြီးစဉ်းစားပါတယ်ဒီကားလေးမှာကဟိုကျွန်တော်ကကြော်စညီလေးညာနာကတော့ဟိုညီစညီစတော့ညီလေးနဲ့ကအရင်ကလည်းရှင်းနေတယ်ပြီးတော့ဇာကားလည်းအတူရိုက်ဖို့ရယ် ပြီးတော့အပြင်မှာလည်းဘယ်လိုပြောမလဲတော်တော်လေးခင်မင်းနဲ့ဆက်ဆံရေးရှိပါတယ်။ဟောအင်းမအဓိကတော့ဒီဟိုဟာလူပညာကိုချစ်တဲ့ဒါဟိုလူငယ်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒါကိုရီးနဲ့ဒါလောကသားအချင်းချင်းဆိုတော့ဒါဟိုခင်မင်းပါတယ်။ပြီးတော့ညီလေးအနေနဲ့ဒါကိုတဲ့နေပေမဲ့ဒါဒီလူပညာကိုသူခံယူရတဲ့သူ့ရဲ့ဟိုချစ်နေတဲ့စိတ်တွေလေးသားပါ။အဲကျွန်တော်ကတော့ကျွန်တော်ဒီတကားနဲ့တကားဒီကျွန်တော်နဲ့ဟိုမတူတဲ့ character တွေကိုကျွန်တော်တွေ့ရအောင် ဒီကားရဲ့ကာရိုက်တာအဲကျွန်တော်တွေးနေကြပုံစံတော့မဟုတ်ဘူးသိကြတယ်အဲအဲ့လိုပုံစံနဲ့တွေးရမှာပါတခြားပုံစံတခုပါအဲကျွန်တော်ကတော့ဒီဟိုဇလန်းတခုကျွန်တော်ရိုက်တော့မယ်ဆိုရင်ဒီဇလန်းရဲ့ကာရိုက်တာကကျွန်တော်နဲ့လိုက်လားမလိုက်လားကျွန်တော်လုံနိုင်လားဟိုဒါကိုကျွန်တော်အရင်ကြည့်ရပါတော့အဲ့မှာကျွန်တော်လည်းတင့်တော်ပြီဆိုမှပဲကျွန်တော်ဟိုလက်ခံပြီးရိုက်ကူပြတာပါအဲ့တော့အများဆုံးအမြဲဟိုတချို့ကြတော့လေကျွန်တော်အရှိရရိုက်ခဲ့တဲ့ကားတွေကိုကြည့်ပြီးတော့ ဟိုစင်တူယိုးမလေးကြီးကျွန်တော်လာပြီးကမ်းလှမ်းနေပါတော့ဒါပေမဲ့အဲ့ဒီခါကျတော့လေကျွန်တော်အရန်ထက်နေတာမျိုးကြောက်လေကျွန်တော်မရိုက်လက်မခံဘူးပေါ့အဲဒါပေမဲ့ကျွန်တော်တိတ်မတူတဲ့ဟာမျိုးဆိုတော့ကျွန်တော်အဲလက်ခံရိုက်ခုဖြစ်ပါတယ်အဲအင်းတော့ဟိုဟာသမီးလေးအတွက်လည်းစဉ်းစားတယ်မျိုးသမီးအတွက်လည်းစဉ်းစားတယ်နောက်ဆုံးတော့ကိုတက်စဉ်းစားတော့ကိုတက်ဒီကိုရဲ့ဒီဟိုဟာကိုဒီ character ပေါ်မှာဘယ်လောက်ဒီလုံနိုင်မလဲပေါ့နော်ဘယ်လောက် creation လုံနိုင်မလဲဒီပေါ်မှာလည်းကျွန်တော်အများကြီးစဉ်းစားပါတယ်အဲသမီးကတော့ဒါကျွန်တော် ျွန်တော်ရိုက်ခဲ့တဲ့ကားလေး YouTube မှာတက်လာလို့ရှိရင်သူကြည့်ပြီးတော့ပေး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 ဆိုသူရည်ပြီးသဘောတွေကြားနေတာပေါ့နော်အဲပြီးတော့ဟိုကျွန်တော် music video လေးရိုက်ထားတာရှင်လေဒါသမီးကအဲ့တိုင်းသဘောကြားတယ်ပေါ့နော်အဲ့ music video ခဏခဏကြည့်တာတော့သူလောက်တယ်သမီးလေးကတကယ်ဟိုပြောရင်ကိုသမီးကိုညှို့ရအကြတယ်သမီးကတော်တော်လေးကိုအခု3နှစ်4နှစ်မှာပေါ့အခုဆို4နှစ်ကျော်သွားပြီပေါ့နော်တော်တော်လေးတော်တော်လေးတက်တယ်တော်တော်လေးတက်တယ်အဲအဓိကကျွန်တော်တို့ကဒီလူတယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ ပျော်တဲ့ချိန်ရှိတယ်ကျွန်တော်တို့စိတ်တက်ကတတ်တဲ့ချိန်လည်းရှိတယ်စိတ်တက်ကြတဲ့ချိန်လည်းရှိတယ်ကျွန်တော်စိတ်တက်ကြရင်ကျွန်တော်ကကျွန်တော်ရဲ့အာကျွန်တော်ကျွန်တော်သမီးလေးနဲ့ကျွန်တော်အမျိုးသမီးကိုကျွန်တော်ကြည့်လိုက်တယ်သူတို့နှစ်ယောက်ကြည့်ရင်ကျွန်တော်အပြန်တက်လာအပြန်တက်လာတယ်ဒီခါလေးတော့လေကျွန်တော်တို့ကလူဆိုတော့လေပုဒုဇင်းလေးဆိုတော့လေဒီခါလေးတော့ရှိတော့ဗျာဒီခါလေးစိတ်ညစ်တဲ့အချိန်ကြီးရလို့ရှိရင်အာဟောပေါ့အဓိကကိုယ့်ရဲ့အမျိုးသမီးနဲ့ကိုယ့်ရဲ့သမီးလေးကိုကြည့်ရတဲ့အချိန်မှာရှေ့ဆက်ပြီးရှောက်ရမယ်နန်းနေပြီးတော့ပို့ပြီးခွန်အားပို့ပြေသွားတော့အမ်တည်ရ တိရဲဆိုတာသမီးသမီးကကျွန်တော်တို့ဒီ TV ထဲမှာအဲ့လိုဇာကားတွေကြည့်ဘူးတယ်ပြီးတော့သူသမီးက YouTube ကြည့်တော့အဲ့ကအဲကျွန်တော်အယုတ်လေး TV ဒါတွေ့လို့ရှိရင်သူကအဲဖေဖေကဖေဖေကတေယုတ်ဆောင်လာမင်းသားလာအဲ့လိုမျိုးဖေ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 ဆိုပြီးတော့သူသဘောတွေကြားတာပေါ့သူစိတ်ထဲမှာတိတော့တိတယ်အဲကျွန်တော်တို့ကျွန်တော်ရိုက်ကူးခဲ့တဲ့ဇာကားတိုင်းကိုကျွန်တော်ပြန်ကြည့်ပြီးကျွန်တော်ဟိုဂျင်းတ်ပါတယ်ဂျင်းတ်ပြီးကျွန်တော်အဲ့တဲကလည်းကိုကိုကိုလည်းဟိုပြန်ပြီးတချို့တင်ယူရတာရှိတယ်တခြားတယောက်ဆောင်လည်းစီကတင်ယူရတာလည်းရှိတယ်တော့ကျွန်တော်တို့ကျွန်တော် တခြားရုပ်ရှင်တွေလည်းကျွန်တော်ကြည့်ရတော့ကျွန်တော်ကိုတက်နိုင်တော့လို့ကျွန်တော်အများအားလေ့လာနေပါတယ်အဲတမီလီယာတမီလီယာတော့တော့ပေါ့အမူအရာတော့ကျွန်တော်နဲ့တူတယ်အဲတချင်းဆိုတာတွေဘာတွေဝါသနာပါတာကြတော့သူ့အမိန်နဲ့တူတယ်အဲ့တော့တမီကြီးတိုင်းဟိုဟိုအနုပညာရှင်ပဲဖြစ်ချင်မှာဒါမှမဟုတ်ဟိုသူဘာလုပ်မလဲဘာစိတ်ဝင်စားမလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးလေလောလောဆယ်ကတော့သူက၄နှစ်ကျော်ပဲရှိသေးတာတော့ဘယ်လိုပြောရမလဲတချို့သူစိတ်ဝင်စားမဲ့အကြောင်းအရာလေးတွေတော့နည်းနည်း ခံမှန်းတော့ခတ်ပါအဲ့မို့ကျွန်တော်ပြောသလိုပဲအဲကျွန်တော်တို့ကိစ္စတခုလုပ်တော့မယ်ဆိုရင်ကျွန်တော်ကအမျိုးသမီးနဲ့ကလေးတို့အရင်စဉ်းစားပြီးမှနောက်ဆုံးမှကျွန်တော်တို့စဉ်းစားတာအဲ့လိုပဲလုပ်ဖြစ်တာဆိုတော့အဲဘာဖြစ်ဖြစ်ပြီးတော့ကိုယ့်ရဲ့မိသားစုတွေအရင်စဉ်းစားတာကိုယ့်အတွက်ရှုထောင့်မောင်းတော့တာလေ safe side ဖြစ်တယ်အဲဟောပေါ့ပြောရရင်တော့ကျွန်တော်ကတော့ဒါကျွန်တော်မိသားစုတွေကိုကျွန်တော်ဗတ်မြောက်ကျွန်တော်အနေနဲ့ကျွန်တော်နေပါတယ်ပြီးတော့ဟိုဒီအခုဒီခေတ်ဒီကာလမှာအဲ့လို ဒီလူမှုရေးကိစ္စတွေအဲ့လိုစိုးစိုးဝါးတွေတွေ့ကြရမှာเนาะဒါပေမဲ့အဓိကတော့ဟိုသူများတွေကကြတော့သူများတွေကိစ္စပေါ့เนาะကိုကိုကိုအဓိကကောင်းအောင်နေရမှာပေါ့ဒီ Facebook မှာဆိုကျွန်တော်တို့လည်းတွေ့ရပါတယ်တင်းနေအဲ့လိုမတင်တော်တဲ့ကိစ္စတွေပေါ့เนาะအဲ့လိုတွေ့ရတဲ့တော့ဒါပေမဲ့လည်းဒီမတင်တော်တာဒါတို့ရဲ့ကိစ္စလေကိုကကိုကိုအကောင်းဆုံးနေရမှာဆိုတော့ဟောပေါ့ဟိုတချို့တင်းနေဆိုကျွန်တော်နည်းနည်းနက်ကလောက်လောက်လိုက်တယ်ပေါ့เนาะအဲ့လိုကျွန်တော်ကြော်ပလိုက်တယ်ပေါ့အဲ့လိုပဲနေပါတယ် အဓိကတော့အိမ်မော်ဟိုကျွန်တော်ရဲ့ဟိုကကျွန်တော်အကြိုက်ပေါ့နော်ကျွန်တော်အဲ့လိုဟိုနည်းနည်းဟိုပုံလေးတင်ညင်နေစိတ်ရှိမှပဲတင်ပြတာပေါ့နော်ဒီတိုင်းကတော့ကျွန်တော်သိမ့်မသုံးပြပါဘူးအဲအမျိုးသမီးကတော့ဒါကျွန်တော်နဲ့ဒီဟိုတင့်တော်တဲ့ကျွန်တော်လုံနိုင်တဲ့ပုံစံမျိုးပဲဟိုသူကရွေးပေးပါတယ်ကျွန်တော်ကလည်းတခုခုကျွန်တော်ကမ်းလမ်းပြီဆိုရင်လည်းကျွန်တော်အမျိုးသမီးနဲ့တော်တော်များများတိုင်ပြဖြစ်ပါတယ်အိမ်မော်အမျိုးသမီးကတော့ဒါမိသားစုအတွက်အချိန်ပေးတယ်ပြီးတော့သူသူအပြင်သူလုံနိုင်တဲ့ကိစ္စလေးတွေသူလုပ်ပါတယ်ဟုတ်ကဲ့ ကျွန်တော်တရုတ်ဆောင်တဲ့ကတ်ကိုဥပပေးတယ်တယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်အမြဲတမ်းကြိုးစားနေမှာပါအားလုံးပဲကျေးဇူးချမ်းသာပါခင်ဗျာ